ဟိုတုန်းကကြတော့မတော်လှန်တဲ့အခါကျတော့လူတွေကတော့မပြောသာဘူးဒါပေမဲ့တကယ်တော်လှန်လာတဲ့အခါကျတော့လူတွေကပြောကြပြီအဲ့ဒီပုံစံကအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ဟိုနားလည်မှုလွဲကုန်မှာဆိုလို့အဲ့တော့အဲ့ဒီအနေသားများအရာကျွန်တော်တို့ပြည်နေတွေကိုတတ်မှတ်တော့မယ်ဆိုရင်စခိုင်းဟာအမှန်ကန်ဆုံးပဲဒါကြောင့်လေ ကျွန်တော်တို့လူမျိုးတွေသွေးရဲ။ဒါကြောင့်ကျွန်တော်စကိုင်းသားတွေကိုအရင်ချီးကျူးတာ။ပြောချင်တာကမြန်မာရဲ့ identity ပေါ့နော်။ပြည်မရဲ့ identity ၊ဘရင်ရဲ့ identity ကိုဒီနေ့သွေးပြနိုင်တာ။စကိုင်းမဲကြံနေတယ်။မရောဘူးပေါ့ဗျာ။ကျွန်တော်ဒါကိုဆိုလို့ချင်တာမရောဘူးပေါ့ဗျာ။အဲ့တော့စကိုင်းဟာ အလွန်အမတန်ချစ်ဖို့ကောင်းတဲ့ဒလိတွေရှိတယ်မုံရွာပေါ့အထူးသဖြင့်ကျွန်တော်မုံရွာရောက်ဘူးတယ်နှစ်ခေါက်သုံးခေါက်ရောက်ဘူးတယ်သူတို့အလွန်အမတန်ချစ်တယ်ဗျာသိလားအဲ့ဒီအကိုကြီးတယောက်ဆိုចောင်းဆရာတယောက်ဆိုကျွန်တော်ဆက်ဆံလိုက်တာအမှန်ကတော့သူကျွန်တော်နှိမ်ပြီးဆက်ဆံလိုက်တာပါဒါပေမဲ့ तू ပြောတာအားလုံးကျွန်တော်လက်ခံနေဗျာသိလားအကိုကြီးလည်းမရှိတော့ပါဘူးဘဝတော့ပါပြောင်းသွားပါပြီကောင်းတဲ့သူကြီးလာပါစေ 他都比较浪漫一点。是干吗？妈妈爱人的地方，高贵不贱了。哎 <noise> 喽，妈妈爱人的地方，高贵的是干啥？妈妈爱人的地方，阳山的西安那些呢？白马太太追着来，遵义道嘛，太太追着来呗。哎喽。 ကျွန်တော်တို့အားလုံးရဲ့ဗဟိုချက်ကအခုစကိုင်းမှာရှိတယ်။ဒါကြောင့်လေကျွန်တော်တို့အားလုံးရဲ့ပြေမသွေးလို့ခေါ်တဲ့ဘုရောဘုရားအလောင်းမင်းတရားအနောယထာကျန်စစ်သားအင်းဝဘရင်နေအဲ့တော့ဘယ်ဘရင်နေဘယ်နာမှာအတိကျရှိလဲကျွန်တော်အဲ့လောက်သမိုင်းသမိုင်းမကျွမ်းကျင်ပါဘူးနော်။ဒါပေမဲ့ရွှေဘိုဘေးနားတဝိုက်မှာရှိတယ်ဆိုတော့သိတယ်ဒီဘရင်ဒါအဲ့နားတဝိုက်မှာဘရင်နေရှိခဲ့တယ်ဆိုတော့သိတယ်။ဒါပေမဲ့ကျွန်တော်အဲ့လောက်မကျွမ်းကျင်ဘူး။ကျွန်တော်သမိုင်းပညာရှင်လည်းမဟုတ်ဘူး။ ဒါပေမဲ့အဲ့ဒီရဲ့သွေးကိုဘယ်မှာပြလဲစကိုင်းကပြလိုက်တာရန်ကုန်ကပြဖို့မရှိဘူးဘာလို့ရန်ကုန်ကငကိုတဲကကို့သွေးမဟုတ်ဘူးရန်ကုန်ကအလုံးသာလို့ရောက်နေတဲ့နေရာဗျာကို့သွေးအစ်စ်နဲ့မြမ identity နဲ့တိဆောက်ထားတာမဟုတ်ဘူးရန်ကုန်ကငကိုတဲကနိုင်ငံသားသွေးတွေပြီးတော့တိုင်းရင်းသားမျိုးစုံရောက်နေတဲ့နေရာ ဘသူကဘသူဥဆောင်ရမှန်းမသိတဲ့နေရာမန္တလေးကတော့အစ်စ်ဒါပေမဲ့မန္တလေးကိုဆရာနာရှင်ကနိုင်ငံသားသူကို ရောင်းစားလိုက်တယ်ဒါပေမဲ့တချို့ကသူညှောပြောရင်လည်းမကြိုက်လို့ကျွန်တော်မသုံးထုံးတာလေဒါအရှိတရားကိုကျွန်တော်ချပြနေတာဒါကြောင့်ရန်ကုန်ကဘရောမနိုးထလာမှာမဟုတ်ဘူးတော့တမိုင်းမရှိတဲ့မြို့ရန်ကုန်ကမြမတမိုင်းကိုကျွန်တော်ထောက်ပြနေတာနော် မန္တလေးကကြတော့လေရှိတဲ့လူကအင်းအားနေတော်တယ်အလောင်းတန်ဝန်းနေစရာကောင်းတယ်ဆရာနာရှင်ရဲ့ရက်ဆက်ချက်ကကျွန်တော်အဲ့လိုပြောတော့တခါတည်းကျရင်လူတွေကပြောမယ်မင်းယုတ်ကြီးကအိန္ဒိယယုတ်နေဘာလို့ဒီလိုပြောနေပြီးတော့ကျွန်တော်သူကအဖွားတွေပါနေတော့အဖွားတွေကပမာတွေလीတယောက်ကကရင်ဖြစ်မှတင်တယ်တယောက်ကပမာစစ်စစ်အဲ့တော့အဖွားသွေးပါတယ်ဖြစ်မှာပေါ့ နော်အဖွားကတော့ကျွန်တော်အဲ့လိုပြောတာဂုံယူနေမှာပါနော်အဖွားသွေးပါတယ်ဖြစ်လိမ့်မယ်ဟိုရုပ်ကတော့အဖိုးနဲ့တူနေတာသွေးကအဖွားသွေးဖြစ်လိမ့်မယ်ဒါကြောင့်မကျင်တတ်ဘူးမကြိုက်ဘူးဗောဗျာဒါအဖွင့်လင်းဆုံးပြောတာဟိုဘသူအသီးမှတ်ပြူတာမပြူတာအရေးမကြီးဘူးကိုသွေးပါနေတာပါလာပဲလीအဲ့တော့ဦးကကျွန်တော်ကအဖွားကိုစားပြောအဖွားကိုလည်းကျွန်တော်ချစ်တယ်အဖွားကိုကျွန်တော်မှီလိုက်တယ်အဖွားနှစ်ယောက်လုံးကျွန်တော်မှီလိုက်တယ် ရမ်းချစ်ဖို့ကောင်းလားအဖွားကြောင့်ပြောလိုက်ပါမယ်သိလားရမ်းချစ်ဖို့ကောင်းလားအဖိုးနဲ့ညာတော့ तू အဖိုးနဲ့အတူလိုက်နေတယ်ဒါပေမဲ့ तू ရဲ့ဒလိစရိုက် तू ငပိစားတာ तू ပဲပဲပဲ तू ဖျောက်ပါမယ်ဟုတ်တယ်မလားတော့ तू ရဲ့အစားအသောက်တွေ तू စားတာဒီခင်းဂျူစားတာပါ तू ပဲပဲဖျောက်ပါမယ်အဲ့တော့ငယ်တော့အဖွားရင်တော့လေငပိမစားဘူးဘာဖြစ်လို့လဲဆိုတော့အဖွားက အဖေကိုအဖေကိုသူ့သားအကြီးကိုအသားကြီးကလည်းငငယ်လေးကအဖွားကမုတ်ဆိုးမဖြစ်သွားတော့ကျွန်တော်အဖေရပဲအဖွားနဲ့တူတူပြီးလှုပ်ကျွေးလာတာဖြစ်တော့ကျွန်တော်အဖေစကားကိုအဖွားကနားထောင်နားထောင်တော့အဖေကငါပိစားတာမကြိုက်တော့မစားရဘူးဒါသူ့သားရှိမှသူမစားရဘူးဖွက်တာလေအဲ့တော့ကျွန်တော်တို့အဖေလစ်တဲ့ခါကျဒါတအိမ်စည်းကကျွန်တော်တို့အတူနေတော့သူ့အိမ်နဲ့သူနေတာအဖေကသူ့အဖွားကိုအိမ်တလုံးတီးတန်းလုပ်ပေးထားတယ်သူရက်ွက်တယ်မှာတော့သူနေတယ် ငါကျွန်တော်တို့ငငယ်ရအိမ်မှာသွားဆော့တယ်အဖွားကြီးမှာအော်အဖွားကြီးရောက်ရင်အဲ့ဒါတွေအကုန်တွေ့ရတယ်အဖွားအဲ့ဒီကြိုက်တယ်ငါပြည်တွေအဟင်းဂျိုးတွေစားသောက်တော်တွေအဲ့ဒီအကြောင်းတွေအဖွားပြောမှာတွေဟိုတားကြောက်ကိစ္စတွေအဖွားအဲ့ဒါအများကြီးပြောပြတာတွေရှိတယ်ဒါတော့ကျွန်တော်ငငယ်ပဲမှီလိုက်တာပြောချင်တာကအဖွားလည်းသူ့မိတွေကိုသူချစ်တယ်ဗျာဒါသူ့မိတွေကသူ့ယောက်ျားအိန္ဒိယနဲ့ယူထားတော့အိန္ဒိယရုပ်တွေထွက်ပြီးမဲ့လေအဖေကကျတော့ဗမာရုပ်ပါအဲ့ ထွက်ပြီမဲ့လေသူ့မိတွေကိုသူချစ်တယ်လေအဲ့တော့ဒီနေ့ကျွန်တော်ပြောနေတာကကျွန်တော်ထင်တယ်အဖွားအတွက်ပြောပြီးတယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်ဘာလို့ဘာလို့အဲ့ဒီအဲ့ဒီအဲ့ဒီအခြေခံအနေကျွန်တော်ပြောနေတာဘာသာရေးအခြေခံလုံးဝမပါဘူးเนาะကျွန်တော်ပြောပြတာတော့ကျွန်တော်ရဟောပြော ပြောကြားချက်တွေမှာဘာသာရေးကျွန်တော်ကျွန်တော်ဘာသာရေးလာမမီးနေတော့ကျွန်တော်အမြင်ပြောတယ်ကျွန်တော်ပြောကြားချက်တွေမှာဘာသာရေးမပါဘူးလူမျိုးရဲ့ identity ကိုပဲကျွန်တော်ဦးစားပေးတာ လူမျိုးတိုင်းဟာအင်္ဂလိပ်အစ်စ်လေအစ္စလာမ်ကိုကိုွယ်လို့ရတယ်ဗုဒ္ဓဘာသာကိုကိုွယ်လို့ရတယ်ခရစ်ယာန်ကိုကိုွယ်လို့ရတယ်ဟိန္ဒူလူမျိုးနဲ့ဘာသာနဲ့မဆိုင်ဘူး identity ကတခြားစီဒါတချို့တွေကဘာသာကို ရှေ့တန်းတင်နေကြတာဒါသူတို့ကိစ္စကျွန်တော်ကတော့ဘာသာကတီးသန့်ကိုကိုွယ်ရလို့ပဲသတ်မှတ်တယ်အဲ့တော့ကျွန်တော်ကလူမျိုးလူမျိုးတွေရဲ့ identity ကိုပြောချင်တာအဖွားနှစ်ယောက်လုံးနဲ့ကျွန်တော်တို့လည်းအရန်အရန်ချစ်တာ နောက်အဖွားတယောက်ဆိုရင်လည်းငငယ်တော့ကိုစုဆိုင်ဖွင့်လာတယ်သူ့အိမ်သွားတယ်သူ့အိမ်သွားရင်မြေးတွေလာရင်သူဟိုဟိုခေတ်ကချမ်းတွေကကျဲတယ်လေသိတယ်မဟုတ်လားအဲ့တော့ကျဲတယ်ကကြောင့်ပတ်စံလေးတွေသူပြပြချတာမယ်ကျွန်တော်တို့မြေးတွေကိုသူပေးတာအမှန်တော့မသိပတာပေးတာအဲ့ကျွန်တော်တို့အောက်ထဲဝင်မယ်အဲ့ဒီငါးပြားဆယ်ပြားတက်ကောက်မယ်မဟုတ်တော့ဝယ်စားမယ်ပေါ့ဒါမျိုးတွေပေါ့အဲ့တော့လူရသည်ကြောင်းပိတ်ရဲဆိုရင်ကားတစီနဲ့သွားကြပြီအဲ့ဒီဖွားအိမ်မှာသွားပြပြထားတာဖေတို့မေတို့ကအဲ့မှာသွားဆော့ကြပြီအဲ့ဒါအချိန်တိုင်းအဖွားကခမင်းခေါ်ကြည့်မယ်စားလိုက်မယ်ဆော့လိုက်မယ်ပေါ့ဒါမျိုးတွေပေါ့ဒီ အဖိုးတွေကမမှီလိုက်ဘူးတယောက်တော့မှီလိုက်တယ်နောက်တယောက်ကမှီကိုမမှီလိုက်ဘူးသိမသိဘူးတွေ့လည်းမတွေ့ဘူးအဲ့တော့အဖွားတွေနဲ့ကျွန်တော်တို့ကหนีခဲ့ရတယ်အဲ့တော့အဲ့ဒီအဲ့ဒီပုံစံနဲ့အခုကျွန်တော်ရှင်းပြနေတာပြောချင်တာက identity ပြောက်သွားတာအလုံးမတရင်နာစရာကောင်းတယ်အဲ့တော့ identity ကိုဘယ်သူကရောင်းစားလိုက်တာလဲ စစ်အာဏာရှင်တွေရောင်းစားလိုက်တာဒီနေ့လည်းထပ်ပြီးရောင်းစားပြန်ပြီတရုတ်ကိုရောင်းစားလို့ဝါပြီးတဲ့အချိန်မှာအခုရုရှားကိုသွားပြီးပူတင်ကတတ်ထက်ရောင်းစားပြန်ပြီအဲ့ဒါကျွန်တော်တို့ဖြစ်နေတဲ့အနေထားဒါကြောင့်တို့ရောင်းစားလိုက်တာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူတို့သွားတဲ့ပုံစံကိုကြည့်ပြီးကျွန်တော်တို့ကလည်းလုံးစရာရှိတာလုံးဝမယ်လို့ဒါမှမဟုတ်ခုတနေ့ကကျွန်တော်အဲ့ဒါကြောင့်ပြောနေတာအဲ့တော့ အဲ့လိုအခြေခံကနေအဲ့လိုအခြေခံကနေကျွန်တော်တို့ပြည်နယ်တွေကိုစဉ်းစားတဲ့အခါကျတော့ပြဿနာစားပြီအဲ့တော့နေဝင်းတို့တန်းရွှေတို့အုပ်စုကဘာတော့တန်းရွှေလက်ထက်မှာ2008ဆွဲထားတာလीနေဝင်းလက်ထက်မှာပြည်နယ်တဲ့တိုင်းကိုနာမည်တွေပြောင်းပြစ်တာလीအုပ်စုက तू ကနေဝင်းလက်ထက်တဲ့ကမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့တနိုင်ငံလုံးကိုသွားမဲ့ ဘယ်လိုပြောမလဲပြည်တော်စုပါတီရဲ့ပုံစံကိုဆွဲထားတာအဲ့တော့တန်းရှင်က2008ကိုဆွဲတော့လေအဲ့ဒီပုံစံနဲ့ပဲသွားတယ်အဲ့ဒီပုံစံနဲ့ပဲရွေးကောက်ပွဲကော်မရှင်ဖွဲ့တယ်အဲ့ဒီပုံစံနဲ့ပဲနိုင်ငံရေးကိုတည်တယ်အဲ့တော့ NLD ကလည်းအိမ်မှာထပြီးတော့ပါတီထောင်ရတာဖြစ်တဲ့ခါကျတော့ထိုနည်းလကောင်းပဲဖဆပလာလေအဲ့ဒီအိုင်ဒီယာပဲလာတာဖဆပလာဦးနူးလက်ထက်လေအဲ့ဒီအိုင်ဒီယာပဲထက်လာတာ ဲ့တော့အဲ့ဒီ idea ကနေပြောချင်တာမြန်မာနိုင်ငံရဲ့အခင်းကျင်းကစတဲ့ကလွဲနေတာအဓိကကကိုယ့်ရဲ့ identity ကိုကာကွယ်ဖို့မဖြစ်ဘဲနဲ့ federal ပုံစံနဲ့ကိုယ့်ရဲ့ identity ကိုလုတ်ခဲ့တယ်ဆိုရင်ကိုယ့် identity နဲ့ပတ်သက်တဲ့ပါတီရသက်သက်တခြားလူမျိုးတွေရဲ့ပါတီရသက်သက်ပါပြီးမြန်မာနိုင်ငံမှာတဟဆာတာအုပ်ချုပ်ခဲ့ရမှာဒါပေမဲ့ဆက်အာနာရှင်ဆိုတဲ့ဒီဖဆပလာပါတီရတစ်ဖြစ်လေးပေါ့ သူတို့ပြောတဲ့ဟိုရဲဘော်ဖြူတို့ဘာတို့ဖြစ်မှာပေါ့ဗျာအဲ့ဒီအုပ်စုတွေပေါ့ဟိုသူတို့ပြောနေတဲ့အဲဥနုရဲ့နောက်တော့ဟိုဘက်ဥနုခေကဘာလုပ်လဲနုဆွေတင်လားအဲ့ဒီအုပ်စုတွေပေါ့အဲ့ဒီအုပ်စုတွေကဥနေဝင်းနဲ့ပြောင်းပြီးတော့ဒီဇက်လန်းကိုသွားတာပြောချင်တာကအဲ့ဒီ identity တစ်ခုကပဲတိုက်ပြည်ကိုအုပ်ချုပ်ရမယ်ဆိုတဲ့ဒီလမ်းကြောင်းကိုချလိုက်တဲ့အခါမှာ မြန်မာဆိုရှယ်လမ်းစဉ်ပါတီပြီးတော့ရမှာတိုင်းသားစည်းလုံးညွှန်ရေးပါတီ NLD ပါတီဆိုပြီးပေါ်လာတာ။အဲမှာကြာခိုင်ဖြူဖြူရေးပါတီပြောချင်တာကဒီပါတီကြီးနှစ်ခုကိုပဲအခြေခံပြီးအဲ့ဒီပါတီကြီးမှလည်းလူမျိုးတစ်မျိုးတည်းကပဲဥဆောင်မယ်ဆိုတဲ့အတွေးခေါ်အောက်ကနေတနိုင်ငံလုံးကိုလွှမ်းမိုးဖို့လုပ်တဲ့အခါမှာစကိုင်းမှလည်းသူတို့ပဲမန္တလေးမှလည်းသူတို့ပဲ ကချင်မှာလည်းသူတို့ပဲကရင်မှာလည်းသူတို့ပဲရခိုင်မှာလည်းသူတို့ပဲကရင်နီမှာလည်းမုံအဲ့လိုမျိုးပုံစံဖြစ်သွားတာဒါကြောင့်ဒီနေ့ငါတို့လက်မခံတော့ဘူးဒါဆိုရင်အခုရှိနေတဲ့ NUG ကဆက်ရနာရှင်အဲ့ဒီ DNA ကနေပါလာတဲ့တာနိုင်ငံလုံးကိုလွှမ်းခြုံထားတဲ့ပါတီကြီးဖြစ်တော့အဲ့ဒီကနေဖွဲ့ထားတော့အဲ့မှာဇလန်းကစပြီအဲ့ဒီကနေမှာဦးတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဒေါ်လာကြီးက၄နှစ်ဆိုတဲ့အချိန်ကိုရောက်လာတဲ့အခါမှာ ဲ့ဒါကိုအခုရှင်းရှင်းလင်းလင်းနဲ့တဖြည်းဖြည်းသိမြင်လာကြတဲ့အခါမှာကျွန်တော်ကနပြောတဲ့ identity ဆိုတဲ့ကိစ္စကနေပြည်နေကောင်းစီတွေကိုဘလို့ခွဲမလဲဥပပြည်နေ20မကလို့50ဖြစ်ပါစေဘသူကဘသူကိုဥဆောင်မလဲဆိုတဲ့ဟိုကိုစားပြုမလဲပေါ့ဒေသကိုကိုစားပြုမဲ့လူမျိုးတွေကိစ္စမှာစကားပြောလာတာပဲဒါကြောင့် ဲ့ဒီအခုအခုရထားတဲ့ bottom up bottom up ဆိုတဲ့အနေထားကိုအားလုံးလက်ခံပြီးဆိုရင်ကျွန်တော်တို့ပြဿနာတွေဖြေရှင်းလို့ပြီးသွားပြီအဲ့တော့အဲ့ဒီအဆင့်ကိုရောက်ပြီးဆိုရင်အခုအရာဝတီကလည်းတော့သူဖွဲ့မယ်၊ဇကိုင်းကလည်းတော့သူဖွဲ့ရလိမ့်မယ်။ဒါပေမဲ့ဇကိုင်းကတော့ကျွန်တော်ကပြောသလိုပဲမြမဗမ identity ရှိတာဖြစ်တဲ့အတွက်ဇကိုင်းကတော့ပြောစရာမလိုဘူး။ မန္တလေးရှိမယ်မန္တလေးကပကံလည်းရှိနေတာလေမန္တလေးရှိမယ်ဘကိုးကလည်းလူမျိုးတစ်မျိုးတည်းမဖြစ်နိုင်ဘာလို့မွန်ရှိတယ်ကရင်ရှိနေတယ်ဘကိုးပါပြီးတော့တခြားပြည်မသားတွေရှိမယ်အဲ့တော့ဘကိုးကလည်းတိုင်းသားစုံအမျိုးအမျိုးစုံပြည်နယ်တစ်ခုပဲဖြစ်ရမယ်လူမျိုးတစ်မျိုးတည်းမဖြစ်နိုင်ဘာလို့ကရင်ရှိနေတယ်တောက်ကြီးတော့ တဝိုင် sorry ဘကိုးဒီဘက်အောက်ပိုင်းကမွန်ဒါမွန်ပြင်းလမ်းဆိုင်ခဲ့တာလေမွန်ရှိနေတယ်အဲ့တော့ဘကိုးကလည်းအဲ့လိုရှိနေတယ်အဲ့တော့အဲ့လိုမျိုး အနေထားတွေရနေပြီးတော့အခု NLD ကစစ်အာဏာရှင်ရဲ့ချပေးထားတဲ့လမ်းကြောင်းတွေအားလုံးကိုလက်ဝကြီးအုပ်မယ်ဆိုတဲ့တို့မဟုတ်လေအားလုံးကိုအုပ်ချုပ်မယ်ဆိုတဲ့လမ်းကြောင်းကနေအခုအသွင်ပြောင်းနေပြီအဲ့ဒါကို NUG မှာရှိတဲ့ဝန်ကြီးတွေကလည်း လက်မခံကြည့်မြင်မဲ့လည်းလက်ခံလာရပါစေအဲတဖြည်းဖြည်းနဲ့အဲ့ဒီလမ်းကြောင်းပေါ်ကိုနိုင်ငံရေးကဖြတ်တန်းနေပြီအဲ့ဒီလမ်းကြောင်းနဲ့အတူတော်လန်ရေးကလည်းဖြတ်တန်းလာပြီအဲ့တော့အဲ့လိုအနေထားဟာလက်ရှိပြည်တွင်းမှာတကယ်ဖြစ်နေပြီဒါဆိုရင်အဲ့လိုဖြစ်သွားတာဖြစ်တဲ့ကျန်တဲ့တိုင်းသားတွေလဘောမတူတာပေါ့တူလို့ပဲအားလုံးပေါင်းတိုင်နေတာတူတယ် အဲ့ဒီအခြေခံအိုင်ဒီယာလေးကိုသဘောပေါက်လာပြီသဘောပေါက်လာပြီဖြစ်တဲ့အတွက်အားလုံးကလက်ခံလာတာကကို အကိုရဲ့အခြေစိုက်ရာဒေသတွေကနေပြီးတော့စစ်အာဏာရှင်ကိုအထိုင်ချပြီးတိုက်ထုတ်တာတော့